ဦးနှုရဲ့ကာမတဏအခန်း21အမျက်ဆုံးတရား6ပါဆယ်တန်းစာမေးပွဲကြီးပြီးသွားတဲ့အခါမောင်မြင့်စွေဟာအင်္ဂလိပ်ရာဇဝင်ပထဝီသုံးဘာသာမှာဂုဏ်ထုနဲ့အောင်တယ်စကောလာရှစ်လည်းရတယ်မောင်မြင့်စွေလည်းဝမ်းသာနေတယ်ဒါပေမဲ့ဆယ်တန်းစာမေးပွဲအောင်ရင်ဘုန်းကြီးလုပ်ရင်လဲလုပ်မယ်မလုပ်ရင်လဲလော့ကီပါလိုက်မယ်ဆိုတဲ့အဖြေတစ်ခုကိုပေးဖို့ဖေဖေနဲ့မေမေပြောထားတာကိုတရိရတဲ့အခါမောင်မြင့်စွေရင်လေးသွားတယ် သူ့စိတ်ထဲမှာမိမယူဖို့ဆိုတာတော့စိတ်မကူဘူးဝန်တော့တို့အေးပိုင်းတို့တော့ခဏလာလောက်လိုက်ချင်းသေးတယ်ဒါပေမဲ့ဖေဖေနဲ့မိမိကလည်းသူ့အတွက်အင်မတန်ကောင်းစီခြင်းလုံးလို့မျက်ရည်တွေကြာရတဲ့ရှက်ကြီးတငင်ငိုဝဲတွေဆင်ရတဲ့ခြေထောက်ကပင်လယ်ဝေးနေတဲ့လောကီလန်းကိုမလိုက်ပါနဲ့ရဟန်းပြူပါလို့တိုင်လို့နေတယ်အဲ့ဒီတော့သူကရဟန်းမပြူခြင်းဘူးလို့ဆိုရင်သူ့ကိုတိတ်ချစ်တဲ့ဖေဖေနဲ့မိမိဟာအသေးများနာတော့မလားဒါကိုမောင်မြင့်စွေလေးလေးပင်ပင်တွေ့နေတယ် တညတော့တရားပွဲမှာထိုင်ကြတဲ့အခါအမေကစပြီးရဟန်းပြုဖို့မပြုဖို့ဆိုတာဆုံးဖြတ်ချက်ချနိုင်ပြီလားလို့မေးလိုက်တယ်။မိမိကျွန်တော်တခုမေးမယ်နော်။မေးတာမှားသွားရင်တားကိုမေးမေးစိတ်ဆိုးမလားလို့သူ့မိမိရဲ့ညာလက်မောင်းကိုသူ့လက်နှစ်ဖက်နဲ့ဖတ်ထားရင်မေးတယ်။တားရဲ့မိမိစိတ်မဆိုးပါဘူး။တားမေးချင်တာမေးပါလို့အမေကဖြေတယ်။အဲ့ဒီအခါတားကမိမိရဟန်းပြုတာတကူကောင်းကျင့်တာပဲမဟုတ်ဘူးလားလို့မေးတယ်။အဖေကမျက်နှာခက်တင်းတင်းနဲ့ လူကလေးဒီလိုမေးခွန်းမျိုးမမေးကောင်းဘူးအပြစ်အမတန်ကြီးလက်မဲလို့ဟန်ထားလိုက်တယ်အမေကမေးပါစီကိုသိန်းရဲ့ဝမ်းနဲ့ရှိတာတွေထုတ်ပြီးမေးလိုက်ရတော့သားမလည်းကျင်းနေမှုရှိသွားမယ်ကျမမလည်းဖြေဖို့အခွင့်ရရတာပေါ့ဒီမေးခွန်းဟာလူကလေးတယောက်တည်းကသာထူးထူးဆန်းဆန်းမေးတာမဟုတ်ပါဘူးဒီမျိုးမှာပဲဖြစ်ဖြစ်တခြားမျိုးတွေမှာပဲဖြစ်ဖြစ်ဒီလိုမေးတဲ့မေးခွန်းရှိကောင်းရှိမှာပါပဲဒီမေးခွန်းမျိုးကိုရှင်တော်ဘုရားတတ်တော်ထင်ရှားရှိစဉ်နှစ်ပေါင်း2500လောက်ကတည်းကမေးခဲ့ဘူးပါဘီ ဘလို့မိခဲ့တယ်ဆိုတာချင်းမဖြည့်ပြပါမယ်အခါတစ်ပါးမှာသင်္ကာရဝါဆိုတဲ့ပုံနာဟာမဲဆော့ဖျားစီလာပြီးအရှင်ဂေါရမကျွန်ုပ်တို့ပုံနာမြည်သည် ကိုယ်တိုင်းလည်းရစ်ပူဇော်တယ်သူတစ်ပါးကိုလည်းပူဇော်ခိုင်းတယ်အရှင်ဂေါရမဒီလိုကိုယ်တိုင်းလည်းရစ်ပူဇော်တာသူတစ်ပါးကိုလည်းရစ်ပူဇော်ခိုင်းတာဟာအများအတွက်လို့တာပဲအရှင်ဂေါရမဟိုအမျိုးဒီအမျိုးပေါင်းစုံကလူတွေဟာရမ်းပြူကြပြီးကို့တကူတဲကိုသာ ဆုံးပါတယ်ကို့တကူတဲကိုသာငြိမ့်သက်အောင်လုပ်တယ် ကိုယ်တကူတဲ့ကိုသာကိလေသာညှိအောင်လုပ်တယ်။အဲဒါကြောင့်ဒီဟန်ပြုသူတွေဟာတကူကောင်းအချင်းကိုသာကျင့်တဲ့သူတွေဖြစ်တယ်လို့မြတ်စွာဘုရားကတင်္ဃာရဝပုံနာကလျှောက်တယ်။အဲ့ဒီအခါမြတ်စွာဘုရားကပုံနာတင့်ကုံကမေကုန်းပြန်မိမယ်။တင်ကြိုက်တယ်လို့ဖြေပါလို့မိန်တော်မူပြီးဒီလိုမိတယ်။ပုံနာဒီစကားကိုတင်ဘလို့ထင်တယ်လေ။ပူဇော်အထူးကိုခံတော်မူထိုက်သောအလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်စွာသိတော်မူသောအသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏတို့နဲ့ပြည့်စုံတော်မူသော ကောင်းသောစကားကိုဆိုတော်မူတတ်သော လောကကိုသိတော်မူသောဆုံးမထိုက်သူကိုဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသောနတ်လူတို့ရဲ့ဆရာဖြစ်တော်မူသောတစ္ဆာလေးပါးကိုသိစေနိုင်တော်မူသောဘုံတကိုကြည်တော်မူသောမြတ်စွာဘုရားဟာလောကမှာပွင့်တော်မူတယ်။မြတ်စွာဘုရားကအတုမရှိသောမြတ်သောအကျင့်ဤတရားနိဗ္ဗာန်ကိုငါကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုခဲ့ပြီးလာကြကုန်လော။ ဤလမ်းစဉ်ဤရဲ့ကျင့်ကိုတင်တို့အားဟောကြားမယ်။ငါဟောကြားတဲ့အတိုင်းတင်တို့ကျင့်ရင်တင်တို့လည်းမြတ်တော်အကျင့်ဤတရားနိဗ္ဗာန်ကိုထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုပြီးနေကြရလိမ့်မယ်။ဒီလမ်းစဉ်ကိုတင်တို့လည်းဒီအတိုင်းကျင့်ကြလောလို့မိန့်တော်မူတယ်။အဲ့ဒီလိုမြတ်စွာဘုရားကကိုယ်တိုင်တရားကိုဟောတယ်။ဒီတရားကိုကြားရတဲ့သူတွေလည်းနိဗ္ဗာန်အကျိုးငါကျင့်ကြတယ်။ဒီလိုကျင့်တဲ့သူတွေဟာအရာအထောင်အသိမကဘူးများပြားလာတယ်။ပုံနာငါအခုပြောခဲ့တဲ့စကားကိုတင်ဘလို့မှတ်တင်တယ်လေ။ ဒီအတိုင်းဖြစ်ရင်ရဟန်းပြုတဲ့အကျင့်ဟာတကူကောင်းအကျင့်လားအများအတွက်အကျင့်လားလို့မဲတော်မူပါတယ်။အရှင်ဂေါရမဒီအတိုင်းဆိုရင်ရဟန်းပြုတဲ့အကျင့်ဟာအများအတွက်အကျင့်ဖြစ်ပါတယ်လို့သင်္ကာရဝဘုံသားကမြတ်စွာဘုရားကိုရှောက်ထားတယ်။အဲ့ဒီလိုပဲလူကလေးရဟန်းပြုပြီးရင် တက္ကဒကမတွေလူတဲ့ဆွမ်းကိုစားပြီးသင်္ကန်းခေါင်းမြေချုံအိတ်နေရာမှာမဟုတ်ဘူး။ဖះအဆုံးအမရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ပွဲအငိမ့်ရုပ်ရှင်ဘောလုံးပွဲမြင်းပွဲတွေကိုလည်းတွားရမှာမဟုတ်ဘူး။ နိုင်ငံရေးသမားရောင်ရောင်စီးပွားရေးသမားရောင်ရောင်လောကီသမားရောင်ရောင်နဲ့ရောင်30လုံးနေရမှာမဟုတ်ဘူးရန်အတိုင်းမလုံးမနေရတဲ့အလုံးနှစ်လုံးကိုလုပ်ရမယ်အလုံးတစ်လုံးကရှင်တော်မြတ်ဘုရားဟောကြားထားခဲ့တဲ့တရားတော်ကိုသင်ရမယ်ဒုတိယအလုံးကမဉ္ဇဉ်ပူဇော်နေရအောင်ဒီတရားတော်တွေမှာပါတဲ့ကျင့်စဉ်တွေအတိုင်းကျင့်ရမယ်ကိုကိုယ်တိုင်မဉ္ဇဉ်ပူဇော်နေရပြီဆိုတော့တရားတော်တွေကိုမသိသေးတဲ့သူတွေကိုသိအောင်ဟောပေးရမယ်အဲ့ဒီတရားတော်တွေကိုနားရတာနဲ့ပဲနားရတဲ့သူတွေမှာအကျိုးကြီးလာပြီး မိဘယောက်ျောင်းတရားဆိုတာအခါခတ်သိမ်းကြားရတာမဟုတ်ဘူး။ဖခင်တစုတစု ပွင့်တော်မူမှကြားရတာ။ဒါကြောင့်တတ္တမတဝနံအတ္တိတုံလပန်းလို့မြတ်စွာဘုရားဟောကြားထားတော်မူခဲ့တယ်။အရိဘယ်ကတော့သူတော်ကောင်းတရားကြားနာရတာဟာအင်ပဒံကြီးကိုရာခဲ့တဲ့လက်ကြီးပဲတဲ့။အဲ့ဒီလိုတရားတော်တွေကိုဟောပြောပြီးတော့မှအဲ့ဒီတရားတော်ထဲမှာပါတဲ့ကျင့်စဉ်တွေကိုကိုကျင့်တယ်လို့ကျင့်အောင်တိုက်တွန်းရမယ်။လောကမှာလူတွေကိုစိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့လူဟာ ဆရာဝရင်းမင်းစည်းစိမ်ရဲ့အပုံတသိန်းပုံတပုံလောက်ချမ်းသာအောင်လုပ်မပေးနိုင်ပါဘူး။နမင်းစည်းစိမ်ရဲ့အပုံတသန်းပုံတပုံချမ်းသာအောင်လုပ်မပေးနိုင်ပါဘူး။ယမမင်းစည်းစိမ်ရဲ့အပုံဒဂရီပုံတပုံချမ်းသာအောင်လုပ်မပေးနိုင်ပါဘူး။တာဟယံပြုပြီးဟောပြောလို့ဆုံးမလို့သွန်သင်ပြလို့လူတယောက်တောတာပန်ဖြစ်သွားတယ်ဆိုရင်ဒီလူရတဲ့အကျိုးဟာဆရာဝရင်းမင်းလို့နမင်းလို့ယမမင်းလို့ရတဲ့အကျိုးထက်မနိုင်ရှင်နိုင်အောင်ကြီးတယ်။ ဓမ္မပဒအနာထပိန္ဒိကပௌဒ္ဓကာလဝတ္ထုမှာရှင်တော်မြတ်ဘုရားကပဋ္ဌပြာဧကရိဇေနတက္ကတကမဏီနာဝါသဗ္ဗလောကာတိပစ္စေနသောတာပတိဖလံဝရံလို့ဟောတော်မူပါတယ်။အဓိပ္ပာယ်ကတော့မြေတစ်ပြင်လုံးမှာဣကရမင်းဖြစ်ရသည်ထက်လကောင်း၊နတ်ပြည်ပြမပြည်တို့ရောက်ရသည်ထက်လကောင်း၊တလောကလုံးကိုအစိုးရသည်ထက်လကောင်းသောတာပန်ဖြစ်ရခြင်းသည်မြတ်သည်တဲ့။သောတာပန်ဖြစ်ရတာကဘာဖြစ်လို့မြတ်တယ်လဲ။ တောတာပန်ဖြစ်ရင်ဒိဋ္ဌိနဲ့ဝစီကိစ္စဆိုတာအမြစ်ကပါပြုတ်ထွက်သွားပြီ။ဒါကြောင့်တောတာပန်ဟာအပယ်လေးပုံကို မကြတော့ဘူး။တောတာပန်ဖြစ်ပြီးရင်ပရိသန္တိနေရတယ်ပြီ၊ဥရတယ်ပြီ၊နာရတယ်ပြီ၊သိရတယ်ပြီတွေနဲ့အလွန်တကာအလွန်ဆုံးခုနှစ်ဘဝပဲတွေ့ရတော့မယ်။ခုနှစ်ဘဝပြီးရင်နိဗ္ဗာန်ဆံရမယ်။ဆရဝရိမင်းတို့၊နတ်မင်းတို့၊မြမမင်းတို့ဆိုတာတွေဟာဘလောက်ပဲတကူကြီးကြီးဒိဋ္ဌိနဲ့ဝစီကိစ္စမပြုတ်သေး၍အပယ်လေးပုံကိုကြောက်အောင်မယ်။ တန်တရာကြီးထဲမှာအကျိန်ပေါင်းမရေမတွက်နိုင်အောင်ကျင်လည်ရပြီးအဖန်ဖန်ပြိတန်နေနေရတယ်ပြီအိုရတယ်ပြီနိုင်ရတယ်ပြီတရတဲ့ဘေးတွေနဲ့တွေ့ရအောင်မယ်ဒါရီတွေမကားသေးဘူးရှင်တော်မြတ်ပြားဟောပြခဲ့တဲ့လုံလောဘတရား၅ပါးဆိုတာရှိတယ်ရားကိုအင်မတန်ခဲရင်တဲ့တရား၅ပါးလို့လဲခေါ်တယ်ဒီ၅ပါးကတော့နံပါတ်၁လူအဖြစ်ကိုရားကိုခဲရင်ခြင်း၂သာသနာတော်နဲ့ကြုံကြိုက်ဖို့ခဲရင်ခြင်း ၃။သာသနာတော်ကိုကြည်ညိုတဲ့စိတ်ကိုရဖို့ခဲယဉ်ခြင်း၄။ယဟန်ဖြစ်ဖို့ခဲယဉ်ခြင်း၅။၄နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားကိုကြားနာရဖို့ခဲယဉ်ခြင်းဆိုတဲ့၅ပါးပဲဖြစ်တယ်။ဒီ၅ပါးဟာဘာကြောင့်ရဖို့ခဲယဉ်တဲ့တရား၅ပါးဖြစ်တယ်ဆိုတာမေမေရှင်းပြမယ်။တက္ကပါလုံးရဲ့လူဦးရေဟာဘလောက်လောက်ရှိတယ်လဲလို့မေးတယ်။တန်းပေါင်း၂000ကျော်လောက်ရှိတယ်လို့သားကဖြေတယ်။ဝါကမမြို့တစ်မြို့ထဲမှာရှိတဲ့အိုးမွားပြည့်စည်အစားရှိတဲ့ဒလိမ့်ဆန်လေးနဲ့ပဲ နားပေါင်း2000ကျော်နေပြီတနိုင်ကန်လုံးတစ်ကဘာလုံးဆိုရင်တော့ဘလောက်ရှိမယ်ဆိုတာမပြောနဲ့တော့အဲ့ဒါဟာတိရိစ္ဆာန်ပုံပဲရှိသေးတယ်ငရဲပြိတ်တာအတူတကယ်ပုံတွေပါထဲလိုက်မယ်ဆိုရင်တော့တတဝါတွေဟာဘလောက်များလိုက်မလဲတန်းနဲ့ကလေးနဲ့မဟုတ်တော့ဘူးအတင်းချီအောင်ကိုမရင်မတွက်နိုင်အောင်များမယ်အဲ့ဒီလိုတတဝါတွေဟာများလုံးလို့တတဝါတွေရဲ့အရေးအတွက်ကို ပြောတဲ့အခါဘယ်၍ပဲများလို့မပြောနိုင်တော့ဘူးတတဝါအနန္တလို့ပြောရတယ်မြမလို့ပြန်ရင်တော့ဘယ်၍ပဲများရှိတယ်ဆိုတာ တွတ်မပြနိုင်အောင်များပြားလာတဲ့တက်တော်ဟာတွေလို့အဓိပ္ပာယ်ရတယ်။အဲ့ဒီလောက်များတဲ့အထက်မှာလူဟာတန်းပေါင်း2000ပဲရှိမယ်။လူအဖြစ်ဘလောက်ရာခဲ့တယ်ဆိုတာဟာလူကလေးစဉ်းစားကြည့်တမ်းနောက်ပြီးတော့သာသနာတော်ဆိုတာကလည်းဖះတစုပွင့်မှ တခါတွေ့ရတာဖះတစုတစုဖြစ်တော်မူဖို့အ ਨੇ စုံလေးတင်ချင်နေကဘာတသိန်းချင်းရမယ်ဆိုတော့ဖះတွေလည်းခဏခဏမပွင့်နိုင်ဘူးဖះတစုမှမပွင့်တဲ့ကဘာတွေလည်းအများကြီးရှိတယ်တချို့ကဘာတွေကြတော့တစုတချို့ကြတော့နှစ်စု တချို့ကြတော့3စုတချို့ကြတော့4စုတချို့ကြတော့5စုပွင့်တယ်5စုဟာအများဆုံးပဲအဲ့ဒီတော့အင်မတန်ပွင့်ခဲ့တဲ့ဘုရားပွင့်တော်မူနေတော့ကိုကလည်းလူဖြစ်ပါမှသာသနာနဲ့တွေ့ရမယ်ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကယ်တွေဖြစ်နေရင်သာသနာနဲ့ကတွေ့ဖို့ဆိုတာခတ်သွားပြီအရာဝတီမြေဖျားကမျောလာတဲ့အလဲကပေါက်နေတဲ့သကောနဲ့သမုဒ္ဒရာအလဲမှာအနှစ်တစ်ထောင်ကြာမှတခါပေါ်တဲ့ကမ္ဘာလေကြီးရဲ့ခေါင်းနဲ့သွားပြီးစုံမြို့ဖို့ကလွယ်သေးတယ် ာသနာနဲ့ကြုံကြိုက်တိုင်းလဲသာသနာကိုကြီးညိုတာမဟုတ်အခုသာသနာတော်ကြီးနဲ့ကြုံကြိုက်နေတာပဲဒါပေမဲ့မကြီးညိုတဲ့လူတွေလည်းအများကြီးပဲဆိုတာသားမြင်မှာပေါ့အခါတစ်ပါးမှာမြတ်စွာဘုရားကညီတော်အရှင်အာနန္ဒာကိုအာနန္ဒာငါရဲ့လက်သေးပုံမှာရှိတဲ့မြေမှုန့်နဲ့ပထဝီမြေကြီးနဲ့ဘယ်သူကများလဲလို့မေးတော်မူပါတယ်ညီတော်အာနန္ဒာကပထဝီမြေကြီးကများပါတယ်ဗျာလို့ပြောတယ်အဲ့ဒီအခါမြတ်စွာဘုရားကအာနန္ဒာငါဖះရဲ့အဆုံးအမကို လိုက်နာတဲ့လူက ငါလက်သေးကုန်ပေါ်မှာရှိတဲ့မြေမုံလောက်ရှိတယ်။မလိုက်နာမကြည်ညိုတဲ့သူတွေကပထဝီမြေကြီးလောက်ရှိတယ်လို့မိန်တော်မူပါတယ်။ကြည်ညိုတဲ့စိတ်ဆိုတာရဖို့ဘလောက်ခက်တယ်ဆိုတာသားပဲစဉ်းစားကြည့်စမ်း။နောက်ပြီးတော့ရဟန်းကောင်းဖြစ်ဖို့ဆိုတာလည်းမလွယ်ကူပါဘူး။မြမပြည်မှာဗုဒ္ဓဘာသာဝင်တွေက16တန်းလောက်ရှိပေမဲ့ရဟန်းဥယေဟာ9000လောက်ပဲရှိတယ်။နောက်ပြီးတော့သူတော်ကောင်းတရားနာဖို့ဆိုတာလည်းအင်မတန်ခက်တယ်။ဖះလည်းပွင့်တော်မူရမယ်။ကိုကိုတိုင်းလည်းလူတော်၎င်းနတ်တော်၎င်း ညီမတော်၎င်းဖြစ်ရမယ်။ကြည်ညိုတဲ့စိတ်လည်းရှိရအောင်မယ်။အဲ့ဒီတော့မှနိဗ္ဗာန်ရောက်ချောင်သူတော်ကောင်းတရားကိုနာရမယ်။ဒါကြောင့်ရာခဲတဲ့တရား၅ပါးထဲမှာသူတော်ကောင်းတရားကြားနာရတာဟာအင်မတန်အင်မတန်အလွန်အလွန်ရာခဲတဲ့တရားလို့ရှင်တော်မြတ်ဖေဟာဟောကြားတော်မူခဲ့တယ်။ဒီလိုတွေ့ရခဲ့တဲ့သာသနာတော်ကြီးမှာသာသနာဝန်ထမ်းရဟန်းတွေဖျားဟောတော်မူခဲ့တဲ့အတိုင်းမနေကြပဲမကျင့်ကြပဲမဟောပြောမသွန်သင်မပြသကြပဲရေစုံမျှောလိုက်နေကြမယ်ဆိုရင် နောက်ကိုနှစ်ပေါင်း2500ကျော်ကျော်လေးပဲရှိတော့တယ်။အဲ့ဒီလိုနှစ်ပေါင်း2500ကျော်ကျော်ကုန်သွားတဲ့အခါတာသနာတော်ကြီးကြွယ်တော့မယ်။တာသနာကြီးကြွယ်ရင် ကုသိုလ်ဟာဘာလဲအကုသိုလ်ဟာဘာလဲဆိုတာလူတွေဟာမသိကြတော့ဘူး။အပယ်လေးပုံရောက်စီမဲ့တရားဟာဘာလဲအပယ်လေးပုံကလွတ်စီတဲ့တရားဟာဘာလဲဆိုတာလူတွေမသိကြတော့ဘူး။အဖန်ဖန်ပဋိသင်္ဍေနေပြီးအိုပြီးနာပြီးသေပြီးတန်ဆရာကြီးတဲ့မှာမျိုးစီမဲ့တရားဟာဘာလဲဒီလိုကြောက်စရာကောင်းတဲ့တန်ဆရာကြီးတဲ့က လွတ်မြောက်စေတဲ့တရားဟာဘာလဲဆိုတာလူတွေမသိကြတော့ဘူးအဲဒါကြောင့်သာသနာတော်ကိုယ်ရင်လောကကြီးတစ်ခုလုံးအမောင်ကြီးချလိုက်သလိုဖြစ်သွားမယ်ဒါပေမဲ့သာသနာဝန်ထမ်းယဟန်တော်တွေဟာရှင်တော်ဘုရားဟောတော်မူခဲ့တဲ့အတိုင်းနေမယ်ကျင့်မယ်ဟောပြောသွန်သင်ပြသမယ်ဆိုရင် သာသနာတော်ကြီးရဲ့အလင်းရောင်ကြီးဟာကဘာတည်တည်၍တည်ရမယ်ဒီအချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကမဟာပရိနိဗ္ဗာန်တုံမှာဒီလိုဟောထားတာရှိတယ်ဣမေတုဝဒ္ဒ ဘိက္ခုတမ္မာဝိရေယံအတုံညောလောကောအရဟံတေဟိအတ္တအရိဘေကဒီလိုသူဘတ္တမတ်ရပြီးပုဂ္ဂိုလ်လေးပါဖူရပြီးပုဂ္ဂိုလ်လေးပါ မလေးပါရဖို့အတွက်အားထုတ်နေတဲ့ဝိပဿနာပုဂ္ဂိုလ်လေးပါဒီ32ပါးသောယဟန်ကောင်းယဟန်မြတ်တွေဟာမိမိတို့သိတဲ့တရားတွေကိုဟောပြလေရဲ့သူတစ်ပါးကိုလည်းမိမိတို့ကဲ့သို့ဖြစ်စေပြီးကောင်းစွာနေကြရင်လောကမှာယဟန်တာတွေဆိုတာဘယ်တော့မှမဆဲသုံးဘူးတဲ့ ဒီမိန်ကြားချက်ကိုလူကလေးနားလည်အောင်မိမိစီလိုပြန်ပြောမယ်။ရဟန်းတော်တွေဟာဝိနည်းတော်အတိုင်းလည်းနေမယ်။မြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းမဉဏ်ဖွညာနေရအောင်လဲခြင်းမယ်။ကိုကျင်းတဲ့အတိုင်းသူတော်ဘာတွေလိုက်ပြီးခြင်းအောင်လဲဟောပြောတွင်တင်ပြသနေမယ်ဆိုရင်သာသနာတော်ကြီးဟာဘယ်တော့မှကွဲပြားမသွားဘူးတဲ့။ဒီလိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တာရှိတယ်။အဲ့ဒီတော့လူကလေးဟာရဟန်းပြုပြီးတဲ့အခါဝိနည်းတော်အတိုင်းလည်းနေမယ်။မဉဏ်ဖွညာတွေလည်းဘုရားဟောတော်မူတဲ့အတိုင်းခြင်းမယ်။ ကိုကျင်းတဲ့အတိုင်းသူတစ်ပါးတွေလိုက်ကျင့်ကြံအောင် ဟောပြောသွန်သင်ပြသမယ်ဆိုရင်လူကလေးဟာသာသနာတော်ကြီးတည်တံ့ခိုင်မြဲရဲ့အတွက်တိဆောက်နေတဲ့သာသနာအုပ်မြေကြီးမှာအုပ်ကောင်းတစ်ချက်သွားပြီးထပ်လိုက်တာနဲ့အတူတူပဲလူကလေးအဲ့ဒီတော့မေမေမေးတာလူကလေးဖြေစမ်းမအောင်ဒီလိုဆိုရင်ရဟန်းပြူတာဟာတကူကောင်းကျင့်တာလားအများအတွက်ကျင့်တာလားလို့အမေကမေးပါတယ်။သားကအများအတွက်ကျင့်တာပါမေမေလို့ဖြေတယ်။အဖေကသာဓုခေါ်တယ်။အဲ့ဒီတော့ဘုန်းကြီးလို့ဖို့ကိစ္စကို တားဘလို့သဘောရတယ်လဲလို့အမေကမေးတယ်။မောင်မြင့်ဆွေကအတော်ကလေးစဉ်းစားပြီးကျွန်တော်စိတ်ထားကိုကျွန်တော်ပြောပြမယ်နော်။အဲ့ဒီလိုပြောပြပြီးတော့ဖေဖေနဲ့မေမေကြိုက်သလိုဆုံးဖြတ်ပါကျွန်တော်နားထောင်ပါမယ်လို့မောင်မြင့်ဆွေကအစာချီလိုက်ပြီးဒီလိုပြောပြပါရယ်။ကျွန်တော်တက်တဲ့ပညာနဲ့အုတ်ချုပ်ရေးဘက်မှာကျွန်တော်ဝင်ပြီးအမှုထမ်းကျင်နေတယ်။အဲ့ဒီလိုအမှုထမ်းပြီးတော့မှဖေဖေနဲ့မေမေပြောတဲ့အတိုင်းဘုန်းကြီးလောက်ပါမယ်လို့ပြောတယ်။တားကိုဖျားရှုကိုလွှတ်လိုက်ပြီးအဖေနဲ့အမေဟာတားကိစ္စကိုတိုင်ပင်ကြတယ် ဒါဟာဆယ်တန်းကိုသုံးပါတာဂုံတို့နဲ့လည်းအောင်ထားတယ်။စကောလာရှစ်လည်းရတယ်ဆိုတော့ဖေးလုတဲ့သူဟာတားဘက်ကိုပါနေတယ်။အဲဒါကြောင့်နောက်ဆုံးကြတော့တားလုချင်တာကိုလုတ်ပါစီအောင်ပြီးတော့မှစိတ်တန်းကြဖုံးကြီးလုတ်ခိုင်းတာပေါ့လို့အဖေကအဆိုးသွင်းတာနဲ့မခင်မီကလက်ခံတယ်။ဒါပေမဲ့ကောလိပ်ကျောင်းကိုမသွားခင် ကြံသေးတဲ့ကျောင်းပိတ်ရအတွင်းမောင်မြင့်စွေဟာသာသနာရေးတာမှာသွားပြီးအားထုတ်ရမယ်။ခုအပတ်ညံစီမလာရသေးရင်နောက်လူရသည်ကျောင်းပိတ်တဲ့အခါတခါပြန်ပြီးအားထုတ်ရမယ်လို့ မခင်မေကဖြစ်ဆွတ်တာကိုကိုသိန်းကလက်ခံတယ်။ရန်ကုန်မသွားခင်တညမှာမိသားစု၃ဦးခါတိုင်းလူတရားဆွေးနွေးအောင်ထိုင်ကြတယ်။ခင်းညလူကလေးဖို့အနုတ္တရိယာတုတ်ကိုမေမေဟောမယ်။ကောင်းကောင်းမှတ်ထားလို့အစချည်တယ်။ကိုသိန်းလည်းခါတိုင်းလိုပဲမခင်မေပြောတာလိုက်ရဖို့အသင့်ဖြစ်နေတယ်။လူကလေးအမျက်ဆုံးတရားဆိုတာ၆မျိုးရှိတယ်။ဒီ၆မျိုးကတော့အမျက်ဆုံးအမြင်အမျက်ဆုံးအကြံအမျက်ဆုံးလက် အမျက်ဆုံးတိတ်ခါ အမျက်ဆုံးလှုပ်ကြွေးမှုအမျက်ဆုံးအောင်းမင်းမှုဆိုတာတွေပဲဖြစ်တယ်။လူကလေးဒီအမျက်ဆုံး၆ပါးကိုအတိပ္ပယ်ထင်ရှားအောင်ရုပ်တဲ့အမြင်ရုပ်တဲ့အကြားရုပ်တဲ့လက်ရုပ်တဲ့သိက္ခာရုပ်တဲ့လှုပ်ကြွေးမှုတွေဟာဘာလဲဆိုတာကိုစပြီးပြောမယ်။၁လူကလေးလောကမှာတချို့လူတွေဟာစင်ယရဏမြင်ယရဏဗရမယရဏတွေကို အမျက်တနှူးထားကြပြီးဒီယရဏတွေကိုကြည့်အောင်သွားကြရတယ်။မှားတဲ့အယူမှားတဲ့အချင်းရှိတဲ့တမနာပြမနာတွေကိုလည်း အမျက်တနိုးထားကြပြီးဒီပုံကိုယ်လေးကိုကြည့်အောင်သွားကြတယ်။နှစ်လူကလေးလောကမှာလူတချို့ဟာစီတီးဇန်ဆောင်းတီးဇန်တချင်းဆိုဇန်တွေကိုနားထောင်ရအောင်သွားကြတယ်။မှားတဲ့အယူမှားတဲ့အချင်းရှိတဲ့တမနာပြမနာတွေရဲ့တရားကိုလည်းနားထောင်ရအောင်သွားကြတယ်။သုံးလူကလေးလောကမှာလူတချို့ဟာသားလက်မရလက်ဥစ္စာလက်တွေကိုရတယ်။မှားတဲ့အယူမှားတဲ့အချင်းရှိတဲ့တမနာကိုဖြစ်စီ ဗျမနာကိုဖြစ်စီယုံကြည်တဲ့တရားကိုရတယ်၄လူကလေးလောကမှာ လူတချို့ဟာစင်စီရတဲ့မြင်းစီရတဲ့ယထာစီရတဲ့လေးပြက်အတက်မှားတဲ့အယူမှားတဲ့အတက်ရှိတဲ့တမနာဗျမနာတွေရဲ့မှားတဲ့အကျင့်တွေကိုသင်ကြတယ်၅လူကလေးလောကမှာလူတချို့ဟာမင်းပုံနာတတိယတကြွယ်မှားတဲ့အယူမှားတဲ့အကျင့်ရှိတဲ့တမနာဗျမနာကိုလှုပ်ကြွေးတယ်၆လူကလေးလောကမှာ လူတချို့ဟာသာသမီရမှုမရရမှုဥစ္စာရမှုတွေနဲ့မှားတဲ့အယူမှားတဲ့အချင်းရှိတဲ့တမနာယမနာကိုအဖန်ဖန်အောင်မိတယ်။လူကလေးအခုပြောတဲ့အမြင်အကြားလက်အတက်လို့ခေါ်တဲ့တိတ်ခါအောင်းမင်းမှုတွေဟာရုပ်တဲ့အမြင်ရုပ်တဲ့အကြားရုပ်တဲ့လက်ရုပ်တဲ့တိတ်ခါရုပ်တဲ့လှုပ်ကြွေးမှုရုပ်တဲ့အောင်းမင်းမှုတွေပဲဖြစ်တယ်။ဒီအရာတွေဟာရက်သူရက်သားတွေရဲ့ပုရုษရှင်တွေရဲ့အရိယာမဟုတ်သူတွေရဲ့ အကျိုးစီးပွားနဲ့မဆက်တဲ့ဩဒုက္ခကညီငွေးဖို့မဖြစ်တဲ့ရာဂကင်းဖို့မဖြစ်တဲ့ရာဂဒေါသလောဘတွေချုပ်ဖို့မဖြစ်တဲ့ငြိမ်းချမ်းဖို့မဖြစ်တဲ့ထူးတဲ့ဉာဏ်နဲ့သိရန်မဖြစ်တဲ့သစ္စာလေးပါးတရားကိုထိုးထွင်းပြီးသိဖို့မဖြစ်တဲ့နိဗ္ဗာန်အကျိုးငါမဖြစ်တဲ့အမြင်အကြားလက်အသိခါအောင်းမင်းမှုတွေပဲဖြစ်တဲ့နံပါတ်1လူကလေးမတုံမလောက်ယုံကြည်တဲ့စိတ်နဲ့ချစ်တဲ့စိတ်နဲ့အင်မတန်ကြင်ညိုတဲ့စိတ်နဲ့မျက်စောပြားကိုပဲဖြစ်စေ ညစောဖျားရဲ့တပည့်သားတာဝကကိုပဲဖြစ်စီသွားရောက်ဖူးမြော်ရင်ဒီလိုဖူးမြော်တာကို အမျက်ဆုံးအမြင်လို့ခေါ်တယ်။နံပါတ်1လူကလေးမတုံမလို့ယုံကြည်တဲ့စိတ်နဲ့ချစ်တဲ့စိတ်နဲ့အင်မတန်ကြည်ညိုတဲ့စိတ်နဲ့ညစောဖျားဟောတော်မူတဲ့တရားကိုဖြစ်စီညစောဖျားရဲ့တပည့်သားတာဝကဟောတဲ့တရားတော်ကိုပဲဖြစ်စီသွားရောက်ကြားနာရင်ဒီလိုကြားနာတာကိုအမျက်ဆုံးလို့ခေါ်တယ်။နံပါတ်3လူကလေးညစောဖျားမှာဖြစ်စီတရားတော်မှာဖြစ်စီ တန်ဃာတော်မှာဖြစ်စေတရားလို့ခေါ်တဲ့မတုံ့လှုပ်တဲ့တဝင်ယုံကြည်မှုကိုရရင်ဒီတရားတရားကို အမျက်ဆုံးလက်လို့ခေါ်တယ်။နံပါတ်၄လူကလေးမတုံ့မလုံယုံကြည်တဲ့စိတ်နဲ့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့သီလနဲ့ဆိုင်တဲ့တရားတော်သမာဓိနဲ့ဆိုင်တဲ့တရားတော်ပညာနဲ့ဆိုင်တဲ့တရားတော်တွေကိုသင်ယူရင်ဒီလိုသင်ယူတာကိုအမျက်ဆုံးသိက္ခာလို့ခေါ်တယ်။နံပါတ်၅လူကလေးမတုံ့မလုံယုံကြည်တဲ့စိတ်နဲ့မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရားရဲ့တပည့်သားတာဝကတွေကို ဖြစ်စေလှုပ်ကြွေးရင်ဒီလိုလှုပ်ကြွေးတာကိုအမျက်ဆုံးလှုပ်ကြွေးမှုလို့ခေါ်တယ်။နံပါတ်6လူကလေးမတုံမလို့ယုံကြည်တဲ့စိတ်နဲ့မြတ်စွာဘုရားကိုဖြစ်စေတရားတော်ကိုဖြစ်စေသံဃာတော်ကိုဖြစ်စေအဖန်တလဲလဲအောင်မေရင်ဒီလိုအောင်မေမှုကိုအမျက်ဆုံးအောင်မေမှုလို့ခေါ်တယ်။လူကလေးအဲ့ဒီအမျက်ဆုံးအမြင်အမျက်ဆုံးအကြအမျက်ဆုံးလက် အမျက်ဆုံးသိက္ခာအမျက်ဆုံးလှုပ်ကြွေးမှုအမျက်ဆုံးအောင်မေမှုဟာကိလေသာကဆင်ကျေဖို့ ပူဆွေးမှုငိုကြွေးမှုတွေကိုလွန်မြောက်ဖို့ဆင်းရဲခြင်းနှလုံးမသားခြင်းတွေချုပ်ငြိမ်းဖို့မညံ့ရဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်အမျက်ဆုံးတရား၆ပါးပဲဖြစ်တယ်လို့ရှင်တော်မြတ်ဗျာဟာအနုတ္တရိယတုံမှာဟောကြားထားတော်မူခဲ့တယ်။လူကလေးဟာဆင်းရဲတာကိုတကယ်ကြောက်တယ်။ဆင်းရဲတာကလွန်မြောက်တာကိုတကယ်လူလားတယ်ဆိုရင်လူကလေးဟာတောင်တောင်မြောက်မြောက်တွေကိုကြည့်ကျင်တဲ့အခါတိုင်းတောင်တောင်မြောက်မြောက်တွေကိုကြားကျင်တဲ့အခါတိုင်းတောင်တောင်မြောက်မြောက်တွေကိုလိုချင်တဲ့အခါတိုင်း တောင်တောင်မြောင်မြောင်တွေကိုတင်ကြားခြင်းတဲ့အခါတိုင်းတောင်တောင်မြောင်မြောင်တွေကိုအောက်မေ့ခြင်းတဲ့အခါတိုင်းရှင်တော်မြတ်ဘုရားဟောကြားထားတော်မူခဲ့တဲ့ဒီအမျက်ဆုံးတရားကြီး၆ပါးကိုသတိရပါတော့ဒီအမျက်ဆုံးတရားကြီး၆ပါးဟာငါသားအတွက်တက်တက်လုံးမိရှုတဆောင်ကြီးတွေဖြစ်ကြပါစေမိမိစုမုံကောင်းတောင်းပါတယ်လို့မိကပြောတယ်တာဖသာရုခေါ်တယ်သာရုခေါ်ပြီးမှကိုသိန်းဟာသူ့နှစ်ဘူပေါ်မှာလှုပ်ကြည့်ပြီးဖះမှာတပါအချားမှာကိုကိုရမရှိပါဗျာ တရားမတပါအချားမှာကိုးကွယ်ရမရှိပါဗျာ။တန်ခါမတပါအချားမှာကိုးကွယ်ရမရှိပါဗျာလို့ရွတ်ပါတယ်။တားကလေးရန်ကုန်သွားရင်အဖေရောအမေရောလိုက်ပို့ကြမယ်။ကောလိပ်ကြောင့်မဖွင့်သေးခင်တားကလေးကိုပါခေါ်ပြီးမရက်လေးနဲ့ဇကိုင်းကိုဖျားဘူးသွားဖို့သူတို့စီစဉ်ထားကြတယ်။အဲ့ဒါအကြောင်းရန်ကုန်လိုက်မယ့်နေ့မှာသာသနာရိပ်သာဆရာတော်ကိုသွားကြတော့ကြတယ်။ဇကိုင်းရောက်ရင်ဇကိုင်းချောင်းခီမာတီကျောင်းတဲ့ကဆရာတော်ဖျားရဲ့တပည့်ဥပဇင်ဥအိန္ဒြိယစီမှာသူတို့တဲနေကြဖြစ်တဲ့အတိုင်း ဦးအင်ဂျင်နီယာကိုဆရာတော်ကဘာများမှားလိုက်အောင်မလဲလို့ကိုသိန်းကရှောက်ထားတယ်။ကျန်းကျန်းမာမာရှိတဲ့အကြောင်းသာပြောလိုက်ပါလို့ဆရာတော်ကအမိန်ရှိတယ်။ဆရာတော်ကြီးစီကပြန်လာပြီးစကိုင်းချောင်ဦးအင်ဂျင်နီယာကိုလူဖို့ပစ္စည်းတွေကိုကိုသိန်းနဲ့မက်ခင်မီတို့တွားဝယ်ကြတယ်။ညနေကျတော့တားမိသားဖာ၃ဦးပသိန်းအမြန်နဲ့ရန်ကုန်ကိုလိုက်သွားရတယ်။မောင်မြင့်စွေဟာ IA အောင်ပြီး BA မှာရာဇဝင်ဂုံတုယူတယ်။ BA အောင်တဲ့အခါမှာရာဇဝင်ဂုံတုကိုဒုတိယတန်းနဲ့အောင်တယ်။ သူ့ကိုမွေးတော့ကဘယ်နက္ခတ်နဲ့များရှင်မွေးခဲ့တယ်မသိဘူး။ကောလိပ်ကျောင်းမှာလည်းသူ့ကိုမက္ခင်လာလို့မြစ်တာရှိတဲ့ကျောင်းသူကလေး၃-၄ဦးနဲ့တွေ့ရသေးတယ်။မောင်မြစ်ွေကိုတိုင်းကတော့ကိုလည်းကျွလွန်ဖို့ဆိုတာမပြောနဲ့နှုတ်နဲ့တောင်မကျွလွန်မိအောင်ဆောင်ထင်းခဲ့တယ်။သူ့ငယ်ငယ်ကသူ့မိဘတွေတွင်တင်ပေးလိုက်တာတွေဟာသူ့အတွက်ဆိုရင်ကိုကိုရောနှုတ်ကိုရောစိတ်ကိုရောကောင်းအောင်ထင်းနိုင်တဲ့လူကောင်းတစ်ယောက်ဖြစ်ဖို့အင်မတန်အဖိုးတန်တာတွေပဲလို့သူ့တစိမ့်စိမ့်တွေးပြီးမိဘတွေရဲ့ကျေးဇူးတွေ အမတန်ကြီးမားပုံကိုမောင်မြစ်ဆွေဟာမကြာခဏအာရုံပြုမိတယ်။ BA အောင်ပြီးနောက်တနေ့ BCS ဆံမွေးပွဲဝင်ဖြစ်ရဲပထမရတယ်။တာဦးကလေးမောင်ကျော်ဆန်းဆုံးပြီးစကိုင်းကို ပထမအခေါက်ရောက်ကလေးကကိုသိန်းနဲ့မခင်မီတို့ဟာစကိုင်းချောင်းကိုစိတ်ထဲမှာဆွဲနေတယ်။ဒါကြောင့်အခွင့်အခါရာတိုင်းစကိုင်းချောင်းမှာ၄၅ရက်လောက်သွားသွားပြီးနေလေးရှိတယ်။တားမောင်မြစ်ဆွေအလုပ်ရပြီးရင်တားမိသားပါ၃ယောက်အတူတူစကိုင်းကိုသွားဖို့ခဲရင်နေပြီ။အဲ့ဒီတော့အလုပ်မရခင်စကိုင်းကို တားမိသားပါ၃ယောက်တွားကြအောင်စုလို့တိုင်ပင်ပြီးအောင်စင်းထွက်ပြေးတာနဲ့အလုံးမရသေးခင်မိသားစု၃ဦးစကိုင်းကိုတွားကြရဲကိုမြင့်စွေခန့်စာရပြီးအလုံးဝင်ဝူသွားကနေမှအဖေကဒီလိုမှာလိုက်တယ်လူကလေးကတော့မဟုတ်တာလုံးမဲ့လူသားတွေကမဟုတ်ပါဘူးဒါပေမဲ့ဖေဖေမှာကိုတရားရှိတယ်အကုန်မှာလိုက်ပြရစီမိုးမပြိုဘူးပြိုသည်ရှိတော့ဆိုတဲ့စကားလိုနောက်တစ်ခုခုဖြစ်လာရင်ဖေဖေတို့အစတုန်းကမှမပြောဘဲကိုဆိုတာမျိုးမဖြစ်စေချင်ဘူး ရှေးတုန်းကမုဆုမကြီးမှာသားတယောက်ရှိတယ်။ဒီသားကခိုးတတ်တယ်။တနေ့ကျတော့ခိုးတာမိပြီးတက်ဖို့ကားစင်တင်ထားတယ်။ဝိုင်းကျင်နေတဲ့လူတွေထဲမှာသူ့အမေမုဆုမကြီးလည်းပါတယ်။သူ့အမေမုဆုမကြီးဟာငိုးနေတယ်။သူ့ကိုတက်ခါနေကြတော့သူ့အမေကိုစကားပြောရင်လို့ခဏခေါ်ပြီးပါလို့သူ့တက်သမားတွေကိုသူကတောင်းပန်တယ်။သူ့အမေလာတဲ့အခါတူးတူးပြောပြရစီလို့သူကပြောတယ်။သူ့ပါဇက်နာကိုသူ့အမေနားကပ်ပြီးတဲ့အခါသူကသူ့အမေနားကိုကပ်ဖြတ်ပြီး ဒီအမေဟာအစကတည်းကသူ့ကိုဆုံးမလာရင်သူဒီလိုကားစဉ်တင်ခံရမှာမဟုတ်ဘူးလို့ပြောတယ်။အဲ့ဒါမျိုးမဖြစ်စေရအောင်လူကလေးကိုဖေးဖေးမှားကျင်တာတွေအကုန်လုံးပြောပြမယ်။လူကလေးနားထောင်။ယာထုဒါနန္တရနဲ့ဖြစ်လာရင်လူတွေဟာအကြောင်းလေးခုနဲ့ပတ်သက်ပြီးပျက်စီးတတ်တယ်။တိဒဇူးလက်ဆောင်နဲ့ပတ်သက်ပြီးပျက်စီးတတ်တယ်။နှစ်အရက်နဲ့ပတ်သက်ပြီးပျက်စီးတတ်တယ်။သုံးမိမနဲ့ပတ်သက်ပြီးပျက်စီးတတ်တယ်။လေးအလောင်းအစနဲ့ပတ်သက်ပြီးပျက်စီးတတ်တယ်။ အရက်မိမအလောင်းအစားဆိုတာကတော့လူကလေးအမေခဏခဏပြောဘူးပြီအဲ့ဒီတော့လုံလောက်နေပါပြီဖေဖေထပ်ပြောဖို့မလိုပါဘူးတဇိုးလက်ဆောင်အနေနဲ့ပတ်သက်ပြီးနည်းနည်းပြောရင်လည်းအမှုတစ်ခုဖြစ်လာရင်ငွေဖြစ်ဖြစ်စိန်ရွှေအစားရှိတဲ့ပစ္စည်းဖြစ်ဖြစ်မတရားအနိုင်လိုချင်တဲ့သူတွေကလာပေးတတ်တယ်ဒါကတော့တဇိုးလက်ဆောင်ဆိုတာသိနေတဲ့အတွက်လူကလေးညင်ရတာလွယ်တယ်အမှုကိစ္စမပေါ်ခင်အတော်အကြာကြီးကလေးကတချို့လူတွေကလူကလေးအကြိုက်ကိုလိုက်ပြီးပေါင်းမယ် အဲ့ဒီလိုပေါင်းရင် လူကလေးကိုဟိုအာဒီယာကလေးတွေပေးမယ်လူကလေးဟာသူတို့ကိုတနည်းနဲ့မဟုတ်တနည်းနဲ့အားနာလာအောင် လုပ်ထားမယ်အဲ့ဒီလိုအားနာလာလို့လူကလေးဟာမငင်းနိုင်ဘူးဆိုတော့မှသူတို့ကိစ္စကိုပြောမယ်အဲ့ဒါမျိုးကို လူကလေးအထူးသတိထားရမယ်တစိုးလက်ဆောင်မစားနဲ့လက်မစားနဲ့လို့ဖိဖိမှားနေရတာကလူကလေးပိုက်ဆံချမ်းသာလာတာကို မကြည့်ချင်တဲ့သဘောနဲ့မှားနေတာမဟုတ်ဘူးဒီလိုတစိုးလက်ဆောင်စားမယ်လက်စားမယ်ဆိုရင်လူကလေးဟာမှန်တာကိုမမှန်တာဖြစ်အောင်လုပ်ရတော့မယ် မမှန်တာကိုမှန်တာဖြစ်အောင်လုပ်ရတော့မယ်တရားတာကိုမတရားတာဖြစ်အောင်လုပ်ရတော့မယ်တတဝါတွေဟာကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ကိုလိုသမျှကံတွေကိုအမွေခံရရမယ်ဆိုတော့လူကလေးဟာဖေဖေအခုပြောခဲ့တဲ့အတိုင်းမောင်မောင်မမမတရားလုပ်ခဲ့တာတွေအတွက်အပယ်လေးပုံကိုအေးကမ်းကြရတော့မယ်အဲ့ဒီလိုအပယ်လေးပုံမှာငါသားဟာစင်ရဲ့ဒုက္ခခံရမှာကိုဖေဖေမကြည့်ကျင်တဲ့သဘောနဲ့ဖေဖေမာနေတယ်ဆိုတာလူကလေးသဘောပေါက်စီခြင်းနဲ့ ဒီဘဝမှာခနာကလေးမျက်မျက်ဆာရဖို့ကသာကြည့်တဲ့လူတွေများတယ်ဒီလိုခနာကလေးမျက်မျက်ဆာရတဲ့အတွက်နောင်ဘဝတွေမှာအကြာကြီးခံရမှာကိုကြည့်တဲ့လူတွေအမတန်နေတယ်နောက်ပြီးတော့လေဒီတစိုးလက်ဆောင်တွေလက်တွေစားတဲ့သူတွေဟာဒီဘဝမှာပဲလူမသေးခင် သူတို့ရဲ့နာမည်တွေဟာတည်နေပြီသူတို့တွေမကားသေးဘူးသူတို့ရဲ့မယားတွေသားသမီးတွေလည်းဒီဘဝမှာပဲလူမသေးခင်သူတို့ရဲ့အမိတွေဟာတည်နေပြီဘဲသားသားဘာလို့လို့ဘဲမှာပဲနေနေ ီလက်စားတဲ့တစိုးလက်ဆောင်စားတဲ့သူတွေကိုတခုတွေလို့ပုံကျင်တစ်ခုလုံးကအုံကျွတ်မှတ်တမ်းတင်ထားပြီးပြီသူတို့ရဲ့မယားသူတို့ရဲ့သားသမီးတွေကိုလည်းတခုမယားတခုသားသမီးတွေလို့ပုံကျင်တစ်ခုလုံးကအုံကျွတ်မှတ်တမ်းတင်ထားပြီးပြီအဲ့ဒီတော့ဒီတစိုးလက်ဆောင်စားတဲ့လူတွေသူတို့မယားသားသမီးတွေဟာဘဲသွားသွားဘာလို့လို့ဘယ်မှာနေနေလက်ပြတန်တန်ရှင်းရှင်းနဲ့ကိုမနေနိုင်တော့ဘူးသူတို့လှုပ်ထားတဲ့မကောင်းမှုတွေကသူတို့ကိုပြန်ချောက်တာနဲ့ တထိတ်ထိတ်တလန်လန်ဖြစ်နေရမယ်။ဖီဖီဟာတခုရဲ့အဖေမဖြစ်ချင်ဘူးကွယ်။ခက်ရှင်းရှင်းပဲအဲ့ဒီတော့လူကလေးမကောင်းတဲ့မမှန်တဲ့မတရားတဲ့မမြင့်မြတ်တဲ့ဆိုးတဲ့မှားတဲ့မတရားတဲ့ယုံညံ့တဲ့အင်းနဲ့ပြစ္စည်းရဖို့ဆိုတာလူကလေးတက်တက်လုံးစိတ်မကူပါနဲ့လူကလေးရတဲ့လာကနဲ့မလုံလောက်ရင်ဖီဖီတို့စီမှာပါ။ဖီဖီတို့စင်စင်ကြဲကြဲဆုထားသမျှကလေးတွေဟာလူကလေးအတွက်ကြီးပဲဖီဖီတို့မိမိတို့မှာဘာမှတုံးစရာမရှိဘူး။အဲ့ဒီတော့ ၁တဇိုးလက်ဆောင်စားတာလက်စားတာ၂အရက်တောက်တာ၃မိမလိုက်တာ၄အလောင်းအစားကစားတာဆိုတဲ့မကောင်းမှုကြီး၄ခုကိုလူကလေးအထူးဆောင်ပါဒီ၄ခုစလုံးဖြစ်ဖြစ်တစ်ခုခုဖြစ်ဖြစ်လူကလေးကျุလို့မိတယ်ဆိုရင်လူကလေးဟာဖေဖေမျက်နှာကိုမကြည့်နဲ့တော့အင်ရိတ်ကိုတောင်းမနှင်းတော့နဲ့ကုံကုံပြောလိုက်မယ်ကွာဖေဖေတီတောင်းမလာပါနဲ့တော့ဒါပဲလို့အဖေကပြောပါတယ်အမေကလည်းထောက်ကန်တယ်စိတ်ချပါဖေ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 သားမှာ ဒီလိုဟာမျိုးတွေဘယ်နည်းနဲ့မှမဖြစ်စေရပါဘူးဖေဖေလို့သားကဝန်ခံကလေးပေးတယ်။မောင်မြင့်စွေရဲ့လောက်ရပြည့်တဲ့အခါမိဘနှစ်ပါးစလုံးသူနဲ့လိုက်နေပါ။သူကျေးဇူးဆက်ပြစီလို့ပြောတယ်။ဖေဖေကတော့အလောက်ကထွက်လို့ကိုမဖြစ်ဘူး။တထေးကိုလိုင်းဖေကလည်းအလောက်အကိုင်းကိုနားမလည်ရတဲ့အထက်သူခမီးတော်ဘိုးတော်တို့ရဲ့ခြေအားကိုနှင်းပြီးအတော်အစားအပြောပါအလောင်းစားတွေရှိလာပြန်တော့ကိုသိန်းတယောက်တည်းကြိုးစားပြီးလုပ်နေရတယ်။တခါတခါကိုသိန်းကမကင်မေကိုငါဟာကိုထုံးတို့လှိုင်ဖေတို့ရဲ့ပစ္စည်းတွေကို ိုအရင်ဘွားတွေတုန်းကအလွဲသုံးစားမတရားလုပ်ခဲ့မှုတွေထင်နေဒီလူတွေစီမှာကြုံခံရတာငါကိုယ်တိုင်ကကိုအားမရနိုင်သေးဘူးငါများအတင်းထွက်လိုက်လို့ရှိရင်ဒီအလုပ်ကြီးဟာပြူများကြသွားမလားဆိုတဲ့စိုးရိမ်မှုကြီးဟာငါမှာအမြဲရှိနေတယ်အရင်အေးချိန်ကလေးတည်ပြီးထွက်တုန်းကဒီကိုထွန်းဟာလောရဲ့လေရင်လို့စိတ်သိမ့်နာနေတဲ့အတွက်သာငါထွက်ဖြစ်တာကောင်းပါကလေးအလောင်းကိုမြင်တော့ငါဘလို့ဖြစ်သွားတယ်မဆိုနိုင်ဘူးဒါကြောင့်ထွက်ဖြစ်တာပဲဒါမှမဟုတ်ရင် မောင်ထွန်းတို့သားပါတဲ့တွေရဲ့ကျွန်စာတာပါနေတဲ့ငါဟာအလောက်ကထွက်ပြေအောင်မှာမဟုတ်ဘူးလို့ပြောလို့ရှိပါတယ်။အဲ့ဒီလိုအဖေကြီးဟာသူ့အလောက်ကမထွက်နိုင်တဲ့အတွက်သားစီသူ့အမေကိုလိုက်ပို့ရင်တရက်နှစ်ရက်လောက်သားစီမှာနေနိုင်တယ်။ကြာကြာမနေနိုင်ဘူး။အမေကြီးလည်းသားနဲ့လိုက်နေတယ်ဆိုပေမဲ့တဲ့အကြာကြီးနေလို့မဖြစ်ပါဘူး။တစ်လလောက်အရက်40လောက်အလွန်ဆုံး2လလောက်ကြာလာရင်အဖေစီကစာရောက်လာပြီ။စာထဲမှာတော့တိတ်ထွေထွေထူးထူးမရေးပါဘူး။ငါဘာဖြစ်တယ်လဲမဆိုနိုင်ဘူးကွယ်။ ညနေဘက်ကျရင်ခေါင်းအုံချင်းသလိုလိုဖြစ်ဖြစ်နေတယ်။ထမင်းစားရတာလည်းခရင်းနဲ့နဲ့ပြက်သလိုပဲ။ဒါပေမဲ့နေလို့တော့ကောင်းပါတယ်။ငါ့အတွက်စိတ်မပူပါနဲ့။မင်းပြန်လာပြီးမယ်ဆိုရင်မလာခင်3ရက်လောက်တန်ကျိုးကြူပြီးရိုက်ပါဆိုတဲ့စာမျိုးလောက်ပဲရေးလိုက်တာပဲ။ပြန်လာပါတို့ဘာတို့ညာတို့ဆိုတဲ့ထူးထူးဆန်းဆန်းတွေမပါပါဘူး။ဒါပေမဲ့အမေကဒီစာကိုဖတ်ပြီးအိမ်ကဆရာကြီးကသူ့ကိုပြန်လာစေချင်ပြီဆိုတာသိတယ်။အဲ့ဒီတော့တားကိုအကျိုးချောင်းပြောပြီးအိမ်ပြန်သွားရတယ်။ အမေကြီးလည်းအဲ့ဒီလိုပဲအကူအသံလုပ်နေရတာပဲဒေါ်လေးမတ်တင်မီကသာမောင်မြင့်ဆွေသွားရလိုက်ပြီးအမြင့်မ်းနေရတယ်ကိုမြင့်ဆွေရဲ့အကျိုးပေးပုံကတမျိုးပဲသူ့ကိုမြေတားရှိတဲ့မိန်းမတွေကတော့ high school ကျောင်းနဲ့ college ကျောင်းမှသာမဟုတ်ဘူးအစိုးရအရာရှိလောကထဲမှာလည်းအများကြီးရှိနေတာပဲသူ့ကိုကြာမြက်လုံးနဲ့ကစားပြတာတွေရီးတဲ့တဲ့ပြောတာတွေယောက်ျားတွေခရီးထွက်တုန်းအင်းရဲလေလာဖို့ခေါ်တာတွေယောက်ျားတွေခရီးထွက်တုန်းသူ့အိမ်ကိုအချိန်မတော်အလဲလာကြတာတွေကတော့ သူရောက်ခဲ့တဲ့မြို့တိုင်းမှာတွေ့တာပဲသူကသာနည်းနည်းလိုလိုက်လိုက်ရင်ကိုယ့်ယူခိုင်းရကျူးကျူးလွန်လွန်ဖြစ်နိုင်တာတွေကြီးပဲဖော်ပြလို့မဖြစ်တဲ့နေရာတနေရာမှာ တော့ဖော်ပြလို့မဖြစ်တဲ့အရာရှိကတော်တယောက်ဟာသူ့ယောက်ျားခရီးထွက်တုန်းညာ9နိုင်လောက်မှာကမ္မထမ်းပေါင်နေတဲ့ပုဂ္ဂိုလ်ဒုတိယရောက်နေတယ်ခဏလာပါလို့ကိုမြင့်စွေကိုဖိတ်လိုက်တယ်ကိုမြင့်စွေလည်းအဟုတ်မှတ်လို့ချက်ချင်းလိုက်သွားတယ်အိမ်ရောက်တော့အရာရှိကတော်တုံတယ်ထားတဲ့အတိုင်းအစီကံမှာကလေးတယောက်ကကိုမြင့်စွေကို ဲ့ဒီမင်းကြော်ရဲ့အိတ်ခမ်းထဲခေါ်သွားတယ်။မင်းကြော်လည်းသူ့တကူလုံးအဝတ်အစားတွေချို့အမွေးကြိုင်တွေလူးထားပြီးအခန်းတကားပုံနှကွယ်တဲကပုံပြီးစောင့်နေတယ်။ကိုမြင့်စွေအခန်းထဲရောက်တာနဲ့တကားပိတ်လိုက်ပြီးကိုမြင့်စွေခြေထောက်တွေကိုတကားထဲဖတ်ထားတာပဲ။ကိုမြင့်စွေလည်းသူ့အတနာပြီးသူ့ဘက်ပောင်းအမျိုးမျိုးတောင်းမှန်နေ။ကိုမြင့်စွေလည်းအတင်းယုံအတင်းတွန်းကြားတော့မတတ်နိုင်ဘူး။အတင်းလက်တိနဲ့ထိုးခြေထောက်နဲ့ကန်ပြီးလေကားဝါမှာချုပ်ပြခဲ့တဲ့ဖက်နှက်ကိုတောင်မစည်းနိုင်ရှာဘူး။အတင်းဆင်းပြေခဲ့ရတယ်။ အိမ်ရောက်တော့မှရေတခွက်တောင်းတောက်ပြီးပက်လက်ကလထိုင်ပေါ်မှာထိုင်ရင်းဒေါသမဖြစ်နိုင်တော့ဘူးတယောက်တည်းတခိခိနဲ့ဥတက်နေအောင်ရေခဲ့ရသေးတယ်